သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ April 12ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာ ပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာလူသေဆုံးမှုနဲ့အပျက်စီးများပြတဲ့ငလင်လောက်ကပ်အပြီး15ရက်အကြာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းဇနီးကျူးကျူးတာအောင်ပြည့်စုံနဲ့တမိခင်တီရီတမွန်တို့ကရရအဖြစ်တောင်ကြီးမြို့မှာရှိတဲ့ရွှေဘုံပွင့်ဇေဒီတော်ကိုထီးတော်တင်ကြကြောင်းသတင်းအရေးမြင့်များထံမှသိရှိရပါတယ်။ဧပြီလ17ရက်နေ့မင်းအောင်လိုင်းနဲ့မိသားစုကတောင်ကြီးမြို့ကိုတွားရောက်ပြီးရွှေဘုံပွင့်ဇေဒီတော်ကိုထီးတော်တင်ခြင်းဖြစ်ကြောင်း မင်းအွန်လိုင်းမိသားစုကဇေဒီတော်မှာရွှေစင်၆ကျပ်သားရှိတဲ့ရွှေတင်ငန်းတစ်ချက်ကိုကတ်လူခဲ့တဲ့အပြင်ထီတော်တင်ကျင်းနဲ့ရွှေတင်ငန်းလှူဒန်းခြင်းတို့ကိုရတရာအဖြစ်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတောင်ကြီးမြို့မှာရှိတဲ့ရွှေဘုံပွင့်ဇေဒီတော်ကိုထီတော်တင်ရမှာမင်းအွန်လိုင်းရဲ့မိသားစုဝင်အားလုံးကဖះရရင်မြေတော်ပေါ်မှာဖះထီတော်နဲ့အတူလှည့်လည်ခဲ့ကြကြောင်းသိရှိရပါတယ်။ မတ်လ28ရက်နေ့ကသခိုင်းငလင်ကြီးလောက်ကပ်ပြီးနောက်မင်းအွန်လိုင်းကတနိုင်ငံလုံးမှာဧပြီလ10ရက်နေ့ကစပြီးဧပြီလ16ရက်နေ့အထိည9နာရီတိုင်း6ရက်6ကြိမ်ယတနာတုတ်များရွတ်ဖက်ကန်းခြင်းရှည်တန်းစကန်များဝင်ကြီးဌာနရုံးများတရင်တက်ဖွဲ့များမှာပါယတနာတုတ်ရွတ်ဖက်ပွဲများလှုပ်ဆောင်ခန်းခြင်းလှုပ်ဆောင်ခဲ့ပြီးနောက်ယခုနောက်ဆုံးမှာတောင်ကြီးမြို့ရှင်ဘုံပွဲဇီးတော်ကိုရတရချေခြင်းအနေနဲ့ဒီတော်တင်ခြင်းများလှုပ်ဆောင်လာခြင်းဖြစ်ပါတယ် နေပြည်တော်တခွင်ကိုမြို့ပြက်ကြီးကဲ့သို့ဖြစ်စေခဲ့တဲ့မတ်လ28ရက်နေ့ငလင်လောက်ခတ်ခဲ့ပြီးနောက်မှာမင်းအွန်လိုင်းနဲ့မိသားစုကနေပြည်တော်နေအိမ်ကို၎င်းတို့ကိုးကွယ်နေတဲ့ဝစီဘိတ်ဆရာတော်ကိုပင့်ပြီးရရခြေခိုင်းခြင်းအပါအဝင်ရရခြေချင်းများဇက်တိုက်လှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တောင်ကြီးမြို့ရှိဘုံပွင့်ဇီရီတော်ထီတင်ချိန်မှာ KBZ လုပ်ငန်းစုရဲ့ဥက္ကဋ္ဌအောင်ကိုဝင်းခဆရာကျောင်းနဲ့ပါဝင်ခဲ့ကြောင်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်တပ်ပုံများမှာဖော်ပြထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့စကိုင်းငလင်လောက်ခတ်စဉ်မန္တလေးတက္ကသိုလ်မီလောင်ပြီးတက္ကသိုလ်ဝင်တဲ့စာမေးပွဲအပြည့်လွားလေးသိန်းခန့်မီလောင်သွားတဲ့အတွက်မန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တွေမှာစာမေးပွဲပြန်ဖြေခိုင်းပြီဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်စကိုင်းငလင်လောက်ခတ်စဉ်မှာမန္တလေးတက္ကသိုလ်မီလောင်ပြီးတက္ကသိုလ်ဝင်စာမေးပွဲအပြည့်လွားလေးသိန်းခန့်မီလောင်ပြက်စီး၍မန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တွေမှာစာမေးပွဲကျင်းပဖို့အကြံဖတ်မင်းအွန်လိုင်းကညွှန်ကြားထားကြောင်းပညာရေးအတိုင်းအဝိုင်းကပြောဆိုလိုက်ပါတယ် မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.8အဆင့်ရှိတဲ့စကိုင်းငလင်ကြောင်းမန္တလေးတက္ကသိုလ်ပင်မဆောင်ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့အပြင်နောက်ဆက်တွဲဖြစ်မိလာမှုများဖြစ်ပေါ်ခဲ့ကြောင်းအဆိုပါမိလာမှုကြောင့်မန္တလေးတက္ကသိုလ်ပင်မဆောင်ကိုရောက်ရှိလျက်ရှိတဲ့2024-2025တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်ကြတဲ့မန္တလေးတိုင်းဒေသကြီးမှဖြေဆိုသူဦးရေ4,644ဦးရဲ့အဖြေလွှာစာအုပ်ရေ2,8940ဦး စကိုင်းတိုင်းဒေသကြီးမှာဖြေဆိုသူဦးရေ8331ဦးရဲ့အဖြေလွာ4328အုပ်ကချင်ပြည်နယ်မှာဖြေဆိုသူဦးရေ8696ဦးရဲ့အဖြေလွာအုပ်ရေ9189အုပ်စုစုပေါင်းအဖြေလွာ4သိန်းဝန်းကျင်မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ် ဲ့ဒီလိုအပြည့်လွားများမိလောင်ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက်မန္တလေးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်နဲ့နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာဖြေဆိုခဲ့တဲ့ចောင်းသားចောင်းသူများရဲ့အပြည့်လွားများမိလောင်ပျက်စီးသွားခဲ့တဲ့အတွက်စာမေးပွဲပြန်လည်ကျင်းပဖို့စီစဉ်ဆောင်ရွက်နိုင်ရန်မင်းအွန်လိုင်းကမတ်လ26ရက်နေ့မန္တလေးခီးစဉ်အတွင်းမှာညွှန်ကြားခဲ့ကြကြောင်းသိရှိရပါတယ်မန္တလေးမှာလာမယ့်မေလ1ရက်နေ့ចောင်းသားចောင်းသူတွေကိုအနီးကနှစ်ပတ်ចောင်းတက်ခိုင်းပြီးစာမေးပွဲပြန်လည်ဖြေဆိုခိုင်းဖို့ចောင်းသားမိဘတွေကိုတက်ဆိုင်ရာចောင်းများကပြန်လည်ခေါ်ယူညှိနှိုင်းခဲ့ကြောင်း အတိပေးထားပါတယ်မန္တလေးမှာ12တန်းကျောင်းသားကျောင်းသူတွေစာမေးပွဲပြန်ဖြေရမယ်လို့မန္တလေးအထက်ကငါးကခေါ်ပြောပါတယ်မေလာတရနေ့ကစာပြီးနှစ်ပတ်ကျောင်းတက်ရမယ်ပြီးရင်စာမေးပွဲပြန်ဖြေရမယ်အဓိကကအဖြေလော်တွေမိလောင်တဲ့အထက်ပါသွားလို့တဲ့ကလေးတွေကငလင်းတန်းတင့်ရတဲ့အထက်စာမေးပွဲပြန်ဖြေရမယ်ဆိုတော့မိဘရောကျောင်းသားကျောင်းသူရောအကုန်စိတ်ဆင်းရဲနေကြတယ်လို့မန္တလေးအမှတ်ငါအခြေခံပညာအထက်တန်းကျောင်းမှာတက္ကသိုလ်ဝင်တဲ့စာမေးပွဲဖြေဆိုထားတဲ့ကျောင်းသားတအုပ်ရဲ့မိဘကပြောဆိုပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဖလန်းမျိုးသိမ့်တိုက်ပွဲမှာအမျိုးသားလွတ်မြောက်ရေးတပ်တော် NLA တပ်တော်မှရဲဘော်၃ဦးကြာဆုံးပြီး၉ဦးဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဖလန်းမျိုးသိမ့်တိုက်ပွဲမှာအမျိုးသားလွတ်မြောက်ရေးတပ်တော် NLA တပ်ဖွဲ့မှရဲဘော်၃ဦးကြာဆုံးပြီး၉ဦးဒဏ်ရာရရှိခဲ့ကြောင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် NLA တပ်ဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုဖြိုးကပြောကြားပါတယ်။ နိုဝင်ဘာလ9ရက်2024ခုနှစ်မှာစတင်ပြီးဆင်နွှဲခဲ့တဲ့ချင်းညီနောင် Operation CB အဖြစ်ဖလန်မျိုးတင်စစ်စင်ရေးကြီးကိုချင်းညီနောင်နဲ့အတူမဟာမိတ်အင်အားစုများပူးပေါင်းစစ်စင်ရေးဖော်ဆောင်ခဲ့ရမှာအကြံဖတ်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စကန်ကုန်းကြီးဖြစ်တဲ့ခလာယာ268စကန်ကုန်းနဲ့တကွဖလန်မျိုးနဲ့တခုလုံးစစ်ကောင်စီကင်းစင်နေမြေအဖြစ် April 9ရက်2025နေ့မှာကြေညာနိုင်ခဲ့ကြောင်းသိရပါတယ် ရင်းမြို့တိုင်စစ်စင်ရေးမှာချင်းညီနောင်စီပင်နဲ့အတူစကိုင်းတိုင်တမုခရိုင်အနောက်မြောက်ကဘော်ဒေတာအခြေစိုက်တရင်ဖြစ်ပြီးအမျိုးသားလွတ်မြောက်ရေးတပ်တော် NLA မှာလည်းအတူတကွပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ရမှာရဲဘော်၃ဦးအသက်ပေးလူခဲ့ရပြီး၉ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့တပ်ဖွဲ့ကရဲဘော်၃ယောက်ကြားတယ်ဒဏ်ရာရတဲ့သူက၉ယောက်ပေါ်စစ်အာဏာရှင်ကြဆုံးသည့်အထိတိုင်းရင်းသားညီအကိုမောင်နှမတွေနဲ့ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ဖလန်စစ်စီရေးဦးဆောင်တဲ့စီပီနဲ့လည်းကျွန်တော်တို့ကမဟာမိတ်ပေါ့ စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေအသက်ကုန်သုံးတော့ထောက်ပို့ပေးရတာအခက်အခဲရှိတယ်။ပြီးတော့ဒဏ်ရာရလူနာတွေထုတ်ခဲ့ရတာအခက်အခဲရှိတာပေါ့။ဘလို့ပဲအခက်အခဲရှိပါစေကြက်ကြက်ခံတွန်းလှန်ခဲ့လို့သာစစ်ကောင်စီကိုတိုက်ထုတ်နိုင်ခဲ့တာပါလို့အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA တပ်ဖွဲ့မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုဖြိုးကပြောကြားပါတယ်။ချင်းညီနောင်စစ်စင်ရေး operation CB နဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့မဟာမိတ်တော်လိုင်းအင်အားစုများအာရခတ်တပ်တော် AA ရဲ့စစ်ဘက်ရေးရအကြံဉာဏ်များ စစ်လက်နက်ခဲယမ်းများနဲ့ဖလန်းမီဘပြည်သူများရဲ့တက်ညီလက်ညီပူးပေါင်းပါဝင်မှုများစစ်စင်ရေးကြီးမှာအောင်ပွဲရသည့်အထိရဲဝံစွန်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့တက်မှုတက်သားများရဲ့ရေစွမ်းတက်တိဇွဲလုံးလရှိမှုတို့ကိုအလေးနက်ထဂုံပြုတ်အပ်ပါကြောင်းအသိပေးထားပါတယ်စစ်စင်ရေးကြီးအတွင်အသက်ပေးဆက်စွန့်လွတ်သွားကြတဲ့အာဇာနည်သူရဲကောင်းများကိုလက်အင်ကပေးဆက်စွန့်လွတ်ခဲ့ကြတဲ့အာဇာနည်ရဲဘော်အပေါင်းတို့ကိုအမျိုးသားလွတ်မြောက်ရေးတပ်တော်မှအစဉ်အောက်မေ့အလေးနီပြုလျက်တမိုင်းမော်ကွန်းတင်ကပီးမှတ်တမ်းရေးထိုးထားမိဖြစ်ကြောင်းချင်းညီနောင် Operation CB ရဲ့အောင်ပွဲရဖလန်းမျိုးတင်စစ်စင်ရေးကြီးကို များစွာဂုံယူဝမ်းမြောက်ရပါကြောင်း NLA ရဲ့ဂုံပြုတ်တဝန်လွှာမှာဖော်ပြထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ Trump မိတ်ဆွေရဲ့စီးအဖွဲ့ကိုစစ်ကောင်းဆောင်တော်တွေ့ American ကိုကျေးဇူးတင်စကားဆိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American သမ္မတ Donald Trump နဲ့နှိစက်မှုရှိတယ်လို့ Korean ဘာသာကိုကူးပြောင်းရေးစီယုံသိမ့်သွင်းတတ်တဲ့ American အခြေစိုက်အကူအညီပေးရေးအဖွဲ့အစည်း Samaritan's Passport တဆင့်ပေးအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအတွက် American အစိုးရကိုကျေးဇူးတင်ကြောင်းမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်က April 9ရက်နေ့မှာပြောကြားခဲ့ပါတယ်။ နေပြည်တော်စပိုတီရီမြို့မှာဖွင့်ထားတဲ့အဆိုပါခရစ်ယာန်ဘာသာရေးအဖွဲ့ရဲ့မြေပြင်ရွှေပြောင်းရေးစေယုံကိုအဲ့ဒီနေ့ကတွားရောက်ဆင်းမှာမြင်းငလင်ကြောင့်ထိကိုက်ဒဏ်ရာရသူများကိုကြည့်ရှုခဲ့တယ်လို့အမေရိကန်မြန်မာစစ်ကူတပ်ရဲ့အဖွဲ့နဲ့လည်းတွေ့ဆုံခဲ့ကြောင်းစစ်ကောင်စီဝါဒဖြန့်မီဒီယာများမှာဖော်ပြထားပါတယ်။အမေရိကန်ရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအချိန်မီပေးခြင်းနဲ့စာနာထောက်ထားတဲ့ဆောင်ရွက်မှုများအတွက်မြန်မာပြည်သူများကိုယ်စားစိတ်ရင်းမှန်နဲ့ကျေးဇူးတင်ပါတယ်လို့စစ်ကောင်ဆောင်ကပြောကြားခဲ့ကြောင်းသတင်းများမှာရေးသားထားပါတယ်။ နေပြီးတော့ဘောလုံးကွင်းတစ်ခုမှာစစ်တပ်ကပေးထားတဲ့ကွန်တိန်နာတွေနဲ့ Samaritan's Pass အဖွဲ့ကတိစောက်ထားတဲ့မြေပြင်ဆေးရုံဟာဧပြီလ9ရက်နေ့မှာစတင်ပြီးလူနာများကိုကုသပေးခဲ့ပါတယ်။အဆိုပါဆေးရုံမှာယခုအချိန်ထိခွဲစိတ်မှုပေါင်း20ပြုလုပ်ပြီးဖြစ်ကပြင်ပလူနာဝန်ဆောင်မှုများအရေးပေါ်စောင့်ရှောက်မှုများနဲ့ခွဲစိတ်ကုသမှုများကိုဆောင်ရွက်ပေးလျက်ရှိကြောင်းတာဝန်ရှိသူများကပြောကြားပါတယ်။အထူးကြက်မှကုသဆောင်တဲ့နောက်ထပ်ခွဲစိတ်ကဏ္ဍခန်းကိုဧပြီလ10ရက်နေ့မှာဖွင့်လှစ်ရန်စီစဉ်ထားကြောင်းသိရှိရပါတယ်။အဲဒီအဖွဲ့ရဲ့နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှုဌာနညွှန်ကြားရေးမှူး ဒေါက်တာအီလီယက်တမ်ပနီကစစ်ကောင်းဆောင်ကိုစစ်ကူတမှုလုပ်ငန်းများအကြောင်းရှင်းပြခဲ့ပြီးမြန်မာနိုင်ငံအာဏာပိုင်များထောက်ပံ့ပေးဖို့တဲ့ထောက်ပံ့ပို့ဆောင်ရေးနဲ့အုပ်ချုပ်ရေးအဖွဲ့များရဲ့အကူအညီများအတွက်ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။စစ်ကောင်းဆောင်ကအမေရိကန်အစိုးရကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီးမယ်လဲအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတဦးက၎င်းတို့အနေနဲ့မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ Smartitans Pass အဖွဲ့ရဲ့လုပ်ငန်းများအတွက်ရန်ပုံငွေထောက်ပံ့ပေးထားခြင်းမရှိကြောင်းပြောကြားပါတယ်။ မြေပြင်မှာအဖွဲ့အစည်းအများပြားကကူညီပေးနေတာမြင်ရတဲ့အတွက်ဝမ်းသာပါတယ်လို့အဆိုပါပြောရေးဆိုခွင့်ရှိသူကပြောကြပါတယ်။မြန်မာပြည်ငလင်အတွက် American အစိုးရကပေးတဲ့ငွေတွေကို၎င်းတို့အဖွဲ့ကရရှိနေခြင်းရှိမရှိမေးမြန်းရာ Samaritan's Pass အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတို့က၎င်းတို့အဖွဲ့အစည်းကို American နဲ့ကမ္ဘာနိုင်ငံများမှာရှိတဲ့ခရီးရန်ထောင်ပေါင်းများစွာတို့ကထောက်ပံ့ပေးထားတယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ တမနာထရမ့်အစိုးရလက်ထက်ကမ္ဘာတဝန်းမှာရှိတဲ့နိုင်ငံခြားအကူအညီအလုံးနီးပါးကိုဖျက်တောက်လိုက်ခြင်းကြောင့်မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအစဉ်များအပေါ်မှာလည်းပြင်းထန်စွာထိခိုက်ခဲ့ချိန်မှာစစ်ကောင်းဆောင်ကအမေရိကန်အစိုးရရဲ့အကူအညီပေးခြင်းအတွက်ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ဖက်ရှုခွင့်ရတဲ့အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုကူညီပေးရေးအဖွဲ့ USAID ရဲ့ယခုနှစ်မတ်လ24ရက်စွဲပါမှတ်တမ်းတစ်ခုမှာတော့အမေရိကန်ကမြန်မာနိုင်ငံအတွက်အကူအညီပေးရန်စာချုပ်ချုပ်ဆိုထားပြီးဖြစ်တဲ့သဘောတူညီချက်များရဲ့85ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့ကြောင်းဖော်ပြထားပါတယ်။ Samaritan's Pass အဖွဲ့ကိုထင်ရှားတဲ့ခရစ်ယာန်ဘုန်းတော်ကြီး Franklin Graham ကဥဆောင်နေပါတယ်။ရှေးယူဆွေခရစ်ယာန်ဘာသာကိုစီယုံတင်သွင်းရေးနဲ့လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကိုရောရှက်ဆောင်ရွက်နေတယ်လို့အဆိုပါဘုန်းတော်ကြီး Graham မြက်တစ်နှစ်လစာ American Dollar 8သိန်းကျော်ဟာလဲမေးခွန်းထုတ်เสียဖြစ်နေပါတယ်။ Samaritan's Pass ကယခုအချိန်ထိအကူအညီများလာရောက်ပေးချိန်မှာတစ်ချိန်ကအဖွဲ့ခေါင်းဆောင်ဘုန်းတော်ကြီး Graham မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးပြောကြားခဲ့တဲ့မှတ်ချက်များပြန်လည်ထွက်ပေါ်လာခဲ့ပါတယ် 2015ခုနှစ်မှာမြန်မာနိုင်ငံကိုလာရောက်လေပတ်စဉ်ကမြန်မာနိုင်ငံဟာခရစ်ယာန်ဘာသာရဲ့ကေတင်ခြင်းကိုလိုအပ်တဲ့ဗုဒ္ဓဘာသာဝင်အများပြနေထိုင်တဲ့နိုင်ငံဖြစ်ကြောင်းသူကပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာတွေရဲ့တက်တန်းအရှိကြဆုံးရွှေဒီကုံစီတီတော်ကိုလည်းရောက်ရှိခဲ့ပါတယ်။အသက်မဲ့ရုပ်တုတွေကိုလူအများပြကဆူတောင်းနေတာကိုမြင်တွေ့ရတာဟာ သခင်ယေရှုခရစ်တော်ရဲ့တည်ခြင်းတရားနဲ့ရှင်ပြန်ထမြောက်ခြင်းအပြင်ကယ်တင်ခြင်းတရင်စကားကိုအလင်းအမြန်ပြောကြပေးဖို့လိုအပ်နေကြောင်းစိတ်နှလုံးထိကြိုက်เสียကောင်းလောက်အောင်တတိပြုမိစေပါတယ်လို့ဂရီဟမ်ကသူ့ရဲ့ Facebook မှာထိုစဉ်ကရေးသားခဲ့ပါတယ်။အဆိုပါရေးသားချက်ဟာမြန်မာနိုင်ငံမှာ16ရာစုကဗြိတိရှကိုလိုနီအရာရှိတချို့ဗုဒ္ဓဘာသာကိုရုတ်တုကိုးကွယ်ရာမိစ္ဆာဝါဒအဖြစ်ရေးသားခဲ့ပုံများကိုပြန်ပြောင်းအောင်မိစေပါတယ်။ ဒါအပြင်၎င်းကတမနာထရမ့်အစိုးရရဲ့နိုင်ငံခြားအကူအညီများကိုဖျက်တောက်မှုပြန်လည်တုံးသက်ချင်းဆုံးဖြတ်ချက်ကိုကောင်းမွန်တဲ့လုပ်ရည်အဖြစ်ချီးကျူးခဲ့သူဖြစ်ပါတယ်တို့ရမှာတော့အမေရိကန်အစိုးရကအသက်ကြီးစေရေးလုပ်ငန်းများစာနယ်ရိက္ခာနဲ့ဆေးဘက်ဆိုင်ရာအကူအညီများနိုင်ငံတကာမှဆက်လက်ပေးနေခြင်းကိုလည်းထောက်ခံနေသူဖြစ်တယ်လို့၎င်းရဲ့အဖွဲ့ကမြန်မာနိုင်ငံကိုပြောကြားပါတယ်။ Graham က Donald Trump ရဲ့နိကတဲ့မဟာမိတ်ဖြစ်တယ်လို့တမရတက်တဲ့နှစ်ကြိမ်စလုံးမှာကျန်းသစ်စာကျင်းစုပွဲများမှာဆုတောင်းခြင်းကိုဥဆောင်ခဲ့ပါတယ်။ ၎င်းကအစ္စလမ်ဘာသာကိုမိစ္ဆာဘာသာလို့ခေါ်ဆိုခဲ့ဘူးတလို့ LGBTQI+ အခွင့်အရေးများရဲ့နောက်ွယ်မှာမကောင်းဆိုးဝါးစေတံရှိတယ်လို့လည်းပြောဆိုခြင်းတို့ကြောင့်ဝေဖန်မှုများခံခဲ့ရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြိုကျသွားတဲ့ထိုင်းစည်ရင်းစစ်ချုပ်ယုံတီဆောက်ရန်တမဏိတင်သွင်းသူတရုတ်လုပ်ငန်းရှင်ကိုထိုင်းအစိုးရဖမ်းဝရန်ထုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ငလင်မှာပြိုကျသွားတဲ့ထိုင်းနိုင်ငံစည်ရင်းစစ်ချုပ်ယုံအဆောက်အုံဆောက်လုပ်ရန် တန်တယ်များတင်သွင်းခဲ့တဲ့တရုတ်နိုင်ငံမှတန်မဏိထုတ်လုပ်တင်သွင်းသူရှင်ကီယွမ်ဆိုသူကိုထိုင်းအစိုးရကယနေ့တောက်ကြာနေ့မှာဖန်ဝရန်ထုတ်လိုက်ကြောင်းထိုင်းချီဆိုင်ခေါက်ဆက်အင်္ဂလိပ်သတင်းမှာဖော်ပြထားပါတယ်ရှင်ကီယွမ်ကိုဖန်ဝရန်ထုတ်ကြောင်းစက်မှုဝန်ကြီးအာကာနက်ပရွန်ဖန်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပြီးရှင်ကီယွမ်တင်သွင်းတဲ့တန်တယ်တွေကိုနှစ်ကြိမ်စစ်ဆေးရမှာအေးသွေးနှိမ့်နေကြောင်းတွေ့ရတယ်လို့လည်းဆိုပါတယ်ရှင်ကီယွမ်တင်သွင်းတဲ့တန်တယ်နဲ့တမဏိရောင်းချမှုရပ်ထားရန်စီးရင်စစ်ချုပ်ယုံပြိုကျအပြီးထိုင်းအစိုးရကအမိန့်ထုတ်ထားခဲ့ပါတယ်။ရင်းနောက်ထပ်မံစစ်ဆေးမှုပြုလုပ်ရမှာ ရှင်ကီယွမ်ရောင်းချခဲ့တဲ့တန်တဲပစ္စည်းဟာအရေးသွေးမမီကြောင့်စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပါတယ်။ဒါကြောင့်ရှင်ကီယွမ်ကိုယင်းဤမြုံနံမှုဆိုင်ရာအခွင့်အရေးများအလုံးမှလည်းရုပ်သိမ်းထားတယ်လို့ခေါင်းဆက်ကဆိုပါတယ်။ထိုင်းနိုင်ငံအရေးပေါ်စီမံခန့်ခွဲမှုဗဟိုဌာနရဲ့အဆိုအရမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားရစ်စတာစကေ9.8အဆင့်ရှိတဲ့ငလင်ရဲ့အရှိန်ကြောင့်အထက်30ရှိတဲ့စီးရင်စစ်ချုပ်ရုံအဆောက်အုံပြိုကျခဲ့ပြီး23ဦးသေဆုံးက81ဦးပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ကိုပြန်ဆောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာအုပ်စုကိုဗဟိုပြုလှုပ်ကင်လိုက်တဲ့ငလင်ကြောင့်မင်းနေပြည်တော်လို့တတ်မှတ်ခဲ့တဲ့မန္တလေးစကိုင်းအင်းဝမရပူရတမကခစ်တဲ့နေပြည်တော်ဟာလည်းအထီးအကဲအဆုံးရှုံးကြီးမားခဲ့ပါတယ်။ငလင်တန်ခံခဲ့ရတဲ့နေပြည်တော်ကိုစစ်ကောင်းဆောင်မင်းအောင်လိုင်းလှည့်လည်ကြီးရှုပြီးနောက်ပြန်ဆောက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။တတန်နှစ်20ခန့်သာရှိသေးတဲ့မြို့တော်ရဲ့အပြည့်စည်းကမင်းလား ကာကွယ်ရေးဝန်ကြီးဌာနအဆောက်အအုံများအပြင်ကြံဝန်ကြီးဌာနနဲ့အင်အားတိုင်းလိုလိုပြိုကျခဲ့တဲ့အတွက်ကြံဒေတာများထပ်ပို့ပြီးအထည်နာပုံရပါတယ်စစ်ကောင်းဆောင်ကဝနတိတ်တီအကစားကွင်းနေပြီးတော့ဂရင်300စစ်ရုံအမျိုးသားပြလိုက် MICC 1အဆောက်အအုံတမရအိန်တော်တို့အပြင်လွတ်တော်အပြည့်စည်းများကိုမြင်ရတဲ့အခါမှာတော့ဒေါသထွက်ပြီးရကင်ဆောက်လုပ်ခဲ့တဲ့ကုမ္ပဏီတွေကိုစေရီတိုင်းထွာပြီးအာနာရှင်ဟောင်းဦးတန်းရွှေလက်ထက်နေပြီးတော့ဆောက်ခဲ့သူတွေကိုယော်ကြီးတောင်းရံပင်စည်ရင်ပြုစုခိုင်းတယ်လို့သိရပါတယ် 2006ခုနှစ်မှာအစိုးရဝန်ကြီးဌာနတွေကိုနေပြည်တော်ကိုအပြည့်အပြောင်းရွှေ့ကမြို့တော်ဖြစ်တက်မှတ်ခဲ့ပါတယ်။ထိုစဉ်ကနေပြည်တော်ကိုတိစောက်ခွင့်ရခဲ့သူတွေကတော့2 Aiden, Asia War, Max Myanmar, IGE, AR Shiwa, ACE စတဲ့ကုမ္ပဏီတွေဖြစ်ပြီးစီးပွားရေးလုပ်ပိုင်ခွင့်နဲ့လဲလှယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိပြိုကျသွားတဲ့အစိုးရအဆောက်အုံစည်းရင်းတွေကိုပြုစုခိုင်းထားပြီးစစ်တပ်ရဲ့အဆောက်အုံတွေကိုတော့ဆောက်လုပ်ရေးအင်ဂျင်နီယာတက်ထက်စစ်ကောင်းဆောင်ရဲ့တာအောင်ပြည်စုံနဲ့လက်ခွဲဆောက်လုပ်ရေးကုမ္ပဏီများအားလုံးရမည်ဖြစ်ရမှာ။ အဲ့ဒီအတွက်ကုမ္ပဏီသစ်များမိုးလိုပေါက်လာကြောင်သိရှိရပါတယ်။လွှတ်တော်ကတော့လာမယ့်ဒီဇင်ဘာရွေးကောက်ပွဲအမိတည်ဆောက်မှာဖြစ်ပါတယ်။စစ်စရိတ်ထောင်းနေတဲ့စစ်ကောင်စီကတရုတ်ကဲ့သို့နိုင်ငံကိုယ်တိုင်အားထားရမှာဖြစ်ပြီးလက်ရှိမှာလည်းတရုတ်အစိုးရကအရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကေဇေယီအကူအညီယွမ်1ဘီလီယံကိုပေးအပ်မှာဖြစ်ပါတယ်။ဒါတူအိန္ဒိယကလည်းပြန်လည်ထူထောင်ရေးအကူအညီများပေးရန်စိတ်ဝင်စားနေပါတယ်။ဒီအတွက်နေပြည်တော်ကိုပြန်တည်ဆောက်မည်ဆိုသည့်အခါ ခရိုနီလဟောင်းလက်တက်များကြားနေပြီးတော့တူးဆိုတဲ့အတုံးတုံးကလည်းရေပန်းစားနေပြီးဆောက်လုပ်ရေးကုမ္ပဏီများကလည်းအဲ့ဒီအခွင့်အရေးကိုမျှော်လင့်နေကြပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။